မင်္ဂလာပါ Wisdom Channel မှာကြိုဆိုပါရစေ။ဆရာမောင်ထင်းဤကိုထောင်းစာဦးထဲမှာမန္တကြောင်ကိုဖန်ပြပါမယ်။လာမပြေတပြေမူစိတ်ရှိတိုင်းမဝိုင်းနိုင်သေးသောငွေလာမင်းဤငွေဤဖြင့်ဖြန်းပတ်ခြင်းကိုခံယူ၍ကွင်းတန်းတလျှောက်လမ်းမကြီးမှာစိတ်ကြည်နူးပွေရာ ဖြူဖြူဖွေးလျက်ရှိ၏။ ကျွန်တော်နှစ်ကိုတောင်းတို့မှာကျက်တီအပေါင်းတို့ဤစုဝေလဲလျောင်းရာဖြစ်တော့ဝေရှင်ဆန္ဒကြီးကိုအပတရားကြီးရင်ကွင်းတန်းတစ်လျှောက်ခေါတုတ်ခေါပြန်လျှောက်ရနေကြသည်ကွင်းတန်းကြီးသည်ယခုခါအိမ်များဖြင့်ပြည့်နှက်လျက်ရှိကြပြီရှိခါ၌ကငွေများခြံများဥယျာဉ်များသာလျင်ခွကြားတီရှိကြကုန်၏နေအိမ်တို့မှာတခေါလောက်ဝေးစွာရှိလျာက ကျယ်ဝန်းပြန့်ပြူလာသည်ဟုထင်ရ၏ တရက်တော်မာလကာတော်ပိန်နေတော်တို့အရေးဤအာဝါဒမှာလည်းမကင်းသေးကြလမ်းမတလျှောက်ခြံပီးများတွင်ပိန်ပင်ဆင်နှမောင်းပင်ကလစည်းကြောက်ပင်တို့ဖြင့်ပြည့်နှက်လျက်ရှိ၏လမ်းဆိုဒီမှာလည်းရခင်ကာလကဲ့သို့ အုန်ဤကဲကိုထူ၍ခင်းသောလမ်းမျိုးမဟုတ်တောင်ဆုံမရှိတရှိရှိသော ရှေးအုပ်ပြားကြီးများကိုထောင်လိုက်ခင်း၍ထားသော လမ်းဖြစ်လေသည် ထိုအုပ်လမ်းမှာကျွန်တော်လူမှန်းသည့်အရွယ်ကပင်ဤအချို့နေရာများ၌ နှမြုံလျက်ရှိနေနေသောကြောင့်ထိုလန်းသည်အဘယ်မှဆ ảy ၍အဘယ်မှဆုံးသည်ကိုပြောပြနိုင်ရန်ခက်ခဲလာကြသည်လာမင်းကိုကြည်ရင်ရှေးချိန်လေးကိုထင်တရေရှိမိသည်ရှေးဟောင်းရှေးဖြစ်ဆိုရ၌အဘယ်အရာမစူစံတဝါဝါမျှသာဖြစ်၍တွေးတော်စမြုပ်ပြေရ၌တမျိုးပင်ရသာရှိတော်သည်ရေးရေးကလေးမြင်ရလီလီပြန်လှန်စင်စား၍ကောင်းလီလီ အကြောင်းမူကားရှေးဖြစ်ဤအရေးရောင်တို့ကိုမိမိစွမ်းပကားရှိသမျှစိတ်ကူးနယ်ချဲ့ပြီးလျင် ရေမွေကိုပင်လျင်နဂါးတွင်သို့ရောက်အောင်ဖန်ဆင်းနိုင်သောကြောင့်သည်မန်တက်ချောင်းဟာဒါပင်တော်ကူထောင်းဟုပြောင်းတင်းသောဥကောင်းကိုလာမင်းဤငွေရောင်ဟတ်အောင်ငိုက်လျက်ခံယူလင့်သောကူထောင်းကိုလှည့်၍မိလိုက်မိ၏မဟုတ်ဘူးကဟောဟူဘက်မှဟုပြောရင်ကူထောင်းသည်လက်ဝင့်၍ပြလိုက်၏မန်တက်ချောင်းမှာ မန္တကြီးတခုကိုအစွဲပြု၍ခေါ်သည်ကန္နာသမဏီ၍ကန္နာလမ်းမကြီးထိထိုးထားသောမန္တကြီးဖြစ်ပေသည်ဤမန္တ၌အလှအတန်ပွဲလန်းသပင်ကျင်းပစမြဲဖြစ်ပေသည် အရရင်ကဒီမှာဤမန္တထဲတရင်ကျွနိဗ္ဗာန်စီခင်းသည်မှာဤမန္တမှာဘာကြီးဥဖိုးဖြီတို့ရှင်ပြုရာဤမန္တတွင်တကြံရွှေရည်အေးကျွေးသည်မှာဤမန္တ၌ရင်းတို့လျင်ရွာဤအကျိုးကိုတည်ဖို့ဆောက်ရွက်ဆောင်လာခဲ့သောမန္တဖြစ်ချေသည်တမုံ့ ဲ့ဒီမန်တက်ကြောင်မှာဒုငငယ်ကကြက်စားခဲ့တာပေါ့ကွာကြက်ခိုးပြီးချက်စားတာလားဇာဟုကျွန်တော်ကရောက်တဲ့ငိုထန်ဂရိုင်းကြကြအယုတ်ဖတ်တဲ့စေ၍မေးလိုက်ဒုမင်းမလေးလူအခါခွင့်မသိရင်ဒီကြောင်မှာလာပြီးခိုးရတာပေါ့ဒီလုံးလုံးအိမ်ကအထက်ပိုင်းမှာကိုဒီလုံးနှမကိုဖိုးနှက်ကလဲနေတာကလားလဲတဲ့အခါအများအားဖြင့်ငါကအောက်ဆောင်ပေါ့ ဒီထဲကိုဝါကြီးရဲ့လက်ဆွဲတော်တယောက်ကလည်းသူ့ကိုကြိတ်ပိုးပိုးနေတာကိုအဲ့ဒီတော့သူကမျက်နှာလိုမျက်နှာရနေဒီလုံးကိုတွားပြောထင်ပါရဲ့ကွာတညတော့ဒီလုံးကသူတို့အင်ရှိကဒဏိပုံကို꽌ပြီးခဲနဲ့ပေါက်တာကိုအဲ့ဒီတော့ငါရင်ဖိုးနဲ့ရင်ပြလောင်ရင်ပါတကွဘသူပေါ့မှန်မရိပ်မိလိုက်ကြဘူးအဲ့ဒါလိုနဲ့နေတော့မဖြစ်ချေဘူးဆိုပြီးနောက်တညကျတော့ဖိုးသိန်းကြီးကိုအဖို့ခေါ်ခဲ့ရတာပေါ့ ကိုဖိုးသိန်းကအလဲပိုင်းနဲ့အောက်ပိုင်းကို ချုပ်တော့ကာလာသာကောင်းပြီးမိဘများမှာဒင်းဟူသော ထိတ်တန်းစားဖြစ်လျာကမိဘအရှိန်ဖြင့်ပင်လင်းလူငယ်တို့အပေါ်၌ဩဇာအတော်ညောင်းသူဖြစ်လေသည်ဖိုးသိန်းဟူဆိုလျင်လူအတော်ယွံ့ရသည်ချက်သေးကြလျင်ကိုဖိုးသိန်း၏အကြံဉာဏ်အကူအညီကို တောင်းကြရသည့်ကြီးပင်ဤနေရာမျိုးမှာကိုဖိုးသိန်းမပါလျင်မပြီးထိုညဖို့ကကိုဖိုးသိန်းကခေါင်းဆောင် ိုထောင်ကိုဘာပူကိုပြလောင်တို့ကနောက်လိုက် ကိုဖိုးနှက်ကဇလိုက်ဖြစ်ဖြစ်အထက်ပိုင်းစီတို့စစ်ချီတက်ကြလေသည်လာရောက်ကလေးကမှုန်တိမှုန်မွားနေလူချီတိတ်လီပြီတို့တော့အထက်ပိုင်းတို့ချင်းနှင်းဝင်ရောက်တော်သူတစုကိုမူကားခုတ်ကြားအောင်နဲ့လက်တူတို့ကချမ်းသာမပေးနေကျူးလာသူများဤတနစ်ကိုဖော်ထုတ်ကဟောင်သူကဟောင် ဟိန်းသူကဟိန်းဦးသူကဦးနဲ့တရက်လုံးစူညံသွားသည်ဒီလုံးလုံးအင်းရှေးရောက်တော့ဖိုးနှက်ကမှောင်ခူ၍ ်အိမ်ပေါ်တက်ဤမိုးအိမ်ဖြစ်ရကကဲလာမရှိအတွင်းရင်ဇိုးတွင်တကားရှိဤဒီလုံးကအရင်ညတွေကလိုပဲဒဏိပုံကွယ်နေတာကိုဒီညမှာတော့ဂဲနဲ့မဟုတ်ဘူးဟေပလင်းနဲ့ပောက်တာကိုဖိုးနက်ကအိမ်ပေါ်လွားကနေအတက်ခွမ်းကနေဆိုခါးပန်းကိုမှန်နဲ့ပလင်းတန်ကြားလိုက်ရတာပဲအဲ့ဒီတော့ဖူသိန်းကဟဲ့ဘသူလဲလိုက်လိုက်လို့ညာဆန်ပြီးတော့ဒုဒရီဟိုလိုက်ဒီလိုက်နဲ့လူစုကွဲသွားကြတာပေါ့ အေးရဲကွာဘာဘူးဆိုတဲ့ကိုရောမြက်ကစီးလိုက်စားတော်မူတဲ့စီးလိုက်မင်းကြီးလိုက်တာပေါ့ဝင်းကနေလဲဆိုရောလက်ကနေဆိုဘာဘူးရဲ့ခေါင်းပေါ်ပလင်းတလုံးကျလာတာကိုငါစိတ်ထဲကွဲပြီးမှတ်လိုက်တာပဲကန်တီလို့ပေါ့ကွာငနေကငိုက်ပေးလိုက်လို့ပေါ့နုံမဟုတ်ရင်ခတ်တဟတ်တပဲကိုဖိုးသိန်းကရှူးကနေဆိုရင်ဒိုင်းကနေလုတ်တဲ့သူဖြစ်ရကပလင်းတဲ့နောက်ထပ်ကြားရသည်နဲ့တပြိုင်နဲ့ဒီလုံးတို့အင်းထရန်ကိုဘုံဘုံမြည်အောင်ဒုံးနဲ့နှက်လိသည် ဒီလုံးရိတ်ခနဲပြည်သည်ကိုမြင်လိုက်တော့ကိုထောင်နှင့်ပြလောင်တို့ကအတွင်သားအာသွွန်၍လိုက်ကြသည်မမိချေဤညဖို့ကမစွန်တော့ပြီကာလာသာတစုလေမန္တကြောင်တွင်ခေတ္တအရေးအစဉ်ကြီးရင်ခိုဝင်ပြီးလျင်နနက်တော့ဒီလုံးအပေနီးနှင့်တင့်သွားသည်ကိုစုံစမ်းကြ၏လက်သေးပေါ်လေဩလက်ဆက်သက်တော့ကိုဟာကြီးတို့အင်ကခွေးမသားကိုငနေတော့ဘာချေလိမ့်မရော တညတော့ကိုရောင်းတို့လူစုကိုဝါကြီးအင်ရှိတို့ရောက်လာကြသည်အင်ရှိမှနေ၍ကုန်း၍ကုန်း၍ဆဲရည်ရင်ရဲရင်ထွက်ခဲဟုတံပြိုင်ဟစ်ကြသည်ကိုဝါကြီးတပည့်ကအင်ပေါ်မှရဲရင်တက်ခဲဟုဩကျဲကျဲလှုပ်သည်ဂေမိုးရွာလိုက်သည်တွင်မှဘာသာချောထွက်ပြေးလေတော့သည်ဆရာချင်းကုန်းကိုမမီလာกว่าဟုကိုရောင်းသည်လေတံကို ခိတာဖြန်ရင်ကျွန်တော်အာမေးလိုက်လေ။ကျွန်တော်ကမမီပါတယ်ဟုထောက်လိုက်၏။ ကျွန်တော်မှတ်မိဒီမှာဆရာချင်းကြီးဒီယမိရဖဖြစ်သောမြန်မာဆေးဆရာတူဖြစ်သည်အတော်လင်ဆန်းသောသူဖြစ်ချင်သည်အကြောင်းတမူကဆေးဆရာကိုတငေများသည်ချက်ဖွဲရာလူတစ်မျိုးဟုယူဆကြသည်ဆရာချင်းကြီးအဖိုးကဤသို့မဟုတ်ပဲတငေတိုင်း၎င်းကိုချစ်၏၎င်း၏နေထိုင်ရာဥယျာဉ်ကလေးမှဘောဓိကျောင်းသို့ဝတ်တက်အသွားပြန်တွင်လမ်းတလျှောက်အင်းရှိမှကလေးတိုင်းဘာကြီးဘဘအဖဘယ်သွားမလို့လဲ ဘေကပြန်လာတဲ့လေစသည်ဖြင့်နှုတ်ခွန်းဆက်ခြင်းကိုခံယူရလေရှိသည်ဝတ်တက်အပြန်ဆိုလင်လေကလေးများအားမြေတို့၏အမြအမြဟုအမြဝေလေရှိရာညနေခင်းတွင်ဆရာချင်းကြီးကလာကိုဆောင်း၍တာလူခေါ်သောကလေးများမှအိမ်တိုင်းမှပင်ဖြစ်လေသည်ထိုကလေးတို့မှလည်းသူထံငါးဦးဂုံဓုဂုံပြိုင်တာရုခေါ်ကြလေသည်ဆရာချင်းကိုအကြောင်းပြု၍ထိုရက်ကိုဆရာချင်းကုန်းဟုတွင်သည် ထိုဆရာချင်းကုံသည်ကိုတော်အဖိုး၌ရာဇဝင် တင်ထားထိုက်သောနေရာဖြစ်ပေသည်ဒီလုံးကိုအကြောင်းပြလိုက်သောနေရာဖြစ်သောကြောင့်တပြင်တနေ့တော့ကိုတော်ကြီးကိုပြားလောင်ကိုဖိုးနှစ်တွန်းနှင့်အတူကျွဲကြောင်ရင်ဆရာချင်းကုံသို့ရောက်သွားကြသည်ဆရာချင်းချန်နာတွင်ဒီလုံးကကတင်းကလေးကိုဖင်ခုထိုင်နေသည်ကတင်းတစ်ဖက်ကရိုးကြီးတစ်ခုရှိ၏နွေရာသည်ရေခမ်းလူးလူးဖြစ်သောကြောင့်ရေအနေငယ်နှင့်ဘွက်အများကင်းအောင်လျက်ရှိသည်ကိုတော်တို့၃ယောက်က ဒီလုံးနာသူမရောမလဲချင်းကြပြီဒီလုံးကထိုသူတစုတို့ချင်းလာမှန်းသည်တို့တော့ဒင်းတို့ဖြင့်ငါပလင်းနေပစ်ဒီကိုမတိတန်ကောင်းပါဘူးဟုသောအနေဖြင့်ရှောက်မပီးလီတမဟုတ်အတွင်တွင်ကိုတော်တို့လူစုသည်ဒီလုံးကိုဝိုင်းပြီးသားဖြင့်ဒီလုံးကတစေတစောင်းမြမရိပ်မိသည်ကိုယ်တော်လည်းတွင်တိုင်းထားသောလုံချီကိုကြပြကတိချွတ်၍ဝိဇယမင်းသားသည်ကုဝနဘလူးမာကို ဒီခွင်းဆွတ်တော်ဟန်မျိုးဖြင့်အလစ်တွင်ဆွတ်လိုက်ပြီးလင်ဝိဒူရာအမတ်ကို ပုံနကဘလူးမြင်းချီမြင်းမီချီဆိုင်သည့်နှိပ်ပတ်တော်ကိုနှောင်းလူတို့အသေးဆွဲသတိရစိန်သောကအကျဉ်သူသော မောင်ဒီလုံးကို လုံချီခွင်းဆွတ်၍ကတင်းမသည့်ရိုးကြီးတဲ့သူဒရွတ်တိုက်အောင်မြင်းမပါပဲဗလာတတ်တတ်ဆိုင်လီသည်ဒီလုံးကတချမ်းမြတ်မအော်နိုင် ဤကဲ့သို့သောအချက်မျိုးမှဒီလုံးကိုချမ်းသာပေးလိုက်ရရင်ကိုပြာလောင်နှင့်ကိုဖိုးနှစ်တို့ဖို့မှာရိုင်းရကြရှာပေမည်။ဤတို့နေနေဖြစ်လျာကလက်သီးနှင့်ထိုးသူထိုးတထောင်နှင့်ထောင်းသူထောင်းဖနှောင်းနှင့်ပေါက်သူပေါက်အားရလောင်းမှလက်လွန်ကုန်ကြမယ်ဟေးဟုတတိပေးရင်ဒီလုံးကိုရိုးတဲ့ရှိဘောပုံများနှင့်ပေးစားထားခဲ့လေသည်။ ကိုတောင်းကမြင်ရရှက်ရပြောပြလျက်ရှိဈေးလိတ်ကိုဖွာရန်မျှတတိမယဈေးလိတ်မိငိမ့်သွားလေသည်စကားဆက်အားရှိအောင်ကျွန်တော်ဤဈေးလိတ်မိကိုယူ၍ညီ ဲ့ဒီကလေးကဒီလုံးဝတို့ကိုညှိုးထားတာကိုကွာဟုမင်းညီရင်ပြောပြ၏ဖိုးနဲ့တို့ရှင်ပြုတဲ့နှစ်မှာပေါ့ကွာလေးတက်ကြောင်းမှာရွှေထီးသွားငါဒီလုံးကလည်းအထက်ပိုင်းကကျွဲတွေမှအလားတွေ့ကြတာပေါ့ဒီလုံးကလေးတက်ကြောင်းနောက်ပြီးဖင်လန်ချောင်းကလေးမှာကျွဲချောင်းနေတာကိုငါကမြင်နေဆိုရင်ပဲပြာလောက်ကိုလက်ကုပ်လိုက်တယ်မကြပါဘူးကွယ်ငါလဲတုတ်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 နဲ့ចောင်းပလဝင်နဲ့ပြေးဝင်လာတာပဲ သူ့လက်ထဲ6လက်မှသွားမောင်းချတာကြီးနဲ့အနားရောက်တယ်ဆိုရင်ပဲပြာလောင်ကိုဓားနဲ့ထိုးအုပ်လိုက်တာကိုပြာလောင်ကရှောင်ပေးလိုက်တော့ခွေးသားအားလဲအလွန်လေးတာပေါ့ဝိုင်းထွေလိုက်ကြတာကွာဘာပြောကောင်းမလဲရံဖြစ်နေတော့မောင်းချတာလည်းပဲရောက်သွားသလဲမသိပါဘူးအဲ့ဒီတော့ကမင်းတို့အပါလာဖြင်းလို့ပေါ့ကွာမဖြစ်ရင်လက်လွန်မဲဟိထိုနေ့နေ့လေတွင်ဖိုးနဲ့တို့ရှင်လောင်းလှဲ့နေသည်လေးတဲ့เจ้าမှဈာ၍ဖုံးကြီးဖျားကြီးကိုပိုက်ပြီး ကန်လာလန်းတချောင်းမှသည်မတ်တက်ချောင်းသို့ဝင်၍ကွင်းတန်းဘက်သို့ပြန်လှည့်သည်ကွင်းတန်းလေတွင်နတ်စင်ရှိ၏ရှင်လောင်းသည်နှကွန်းစီသို့မလန်းမကန်ရောက်လျင်ပင်ဒီလုံးကိုကက်ကြီးနှင့်တင်၍လူတစုပေါက်လာလေသည်ဒီလုံးကဖိုးနှက်ရှင်လောင်းလှည့်လာသည်ကိုအားကြမခံတီလောင်းလှည့်ခြင်းပင်ဖြစ်လျော်သလားသို့တော်ဒီလုံးကမသေးသည်ဖိုးနှက်တို့လူစု ထောင်ကျစီဖော်ရန်လာခြင်းပင်ဖြစ်လေသည်အနည်းဆိုရောက်လျင်ကတ်ထန်းသူတစုတို့လည်းကတ်ကြီးကိုချလိုက်သည်ဒီလုံးလဲကတ်ပေါ်မှနေ၍ဟော်ဒီမှာကြီးကြပေါင်းအရက်ကရိုလေးတက်ကြောင်းမှတုန်းကဖိုးနှံငဒောင်းပြာလောင်တို့လူစုကျွန်တော်ကိုဝမ်းပြီးဓာတ်နဲ့ထိုးလိုက်ကြတာရကြမရှိပါဘူးခမားဟုထမန်းခွထမင်းခွနဲ့နံမစားခဲ့ရသောအတန်မျိုးဖြင့်ပြောရင်ကတ်ပေါ်မှစင်းသက်တော်မူပြီးလျှင်ရှင်လောင်းလဲ့ရလိုက်ပါလာသူတစုအား၎င်း၏ဒဏ်ရာများကိုပြလေ၏။အာကဒီလုံး ညံစင်မီသူ့ပေါင်သူဓာတ်နဲ့ထိုးထားကြီးမှာရရမရှိ တွေးချင်းချင်းနီလျက်အမှုဖြစ်ရကြပြီဒီလုံးကညံသမားမြောင်းမြတို့တက်၍ရွှေရင်းကတပြားအနစ်အကြံထုတ်ဤအမှုစစ်တော်ဖိုးနှက်ထိုးသောဒံရသည်တုံးသောလက်နှက်ကြောင့်ပြာလောင်ထိုးသောဒံရကခြုံသောလက်နှက်ကြောင့်ဟူ၍အတက်ဟောသောအတပနာဘီရင်ကျန်းရဖိုးနှက်မှလွတ်၍ပြာလောင်ကထောင်သုံးလာကြရှာသည် နေနေအောင်ဒီလုံးရင်မင်းကိုမိလောက်မှတွေ့လိုက်ရအောင်မပေါ့တွေ့ဆိုအချက်ပေါ်ပြီးပြာလောင်ထောင်မလွတ်တည်နေတပြိုင်နက်ထောင်လွတ်ခြင်းအထိမ်းမတ်ကိုလက်တကြားများမနေပိုင်၍ကျင်းပါကြရသည်ထင်ပွဲနှင့်လာ၍ဆုံသည်ဒီလုံးလဲထိုပွဲသို့ကြွရောက်ရှုစားတော်မူသည်ကိုရောမြက်ကပလက်ကလထိုင်းတလုံးကို အဖိုးငွေ သုံးမှတ်ပေး၍ဝယ်ပြီးလင် အစင်းသားထိုင်ကဆံပေတော်မူလေသည်ကလထိုင်းအောက်၌ကပလင်းတလုံးနှင့်လက်ဖက်ရည်အကျန်းပကံ ပွဲကြည့်ရင်ငုံ၍ငုံ၍ကစော်ရည်ကိုတောက်လေသည်ဒီလုံးပွဲလာကြည့်တဲ့ဟေးဟူသောလေတံကလေးသည်တယောက်တဆင်ကိုထောင်းတို့လူစုထံသို့လွင့်၍သွားလေရာဝန်ကြီးမြမဝင်ခင်လင်ကိုထောင်းတို့လူစုဒီလုံး၏ကလထိုင်နောက်တွင်ရောက်နှင်ကြလေပြီကိုတော်မြတ်ဒီလုံးကတရစ်ရစ်နှင့်ဒီလုံး၏ကလထိုင်နောက်တွင်ဦးကောင်းမြမိုးမှုန်၍စီစီနေသည် အများရကတို့ထထူးကြသောဥကောင်းနှလုံးမှမူကဝဲဘက်နှင့်ယာဘက်သို့ခက်ရရင်ကလေးနေသည်ဓမီရောင်နှင့်တည်တည်ဝေးသောကြောင့်မိသူတို့၏ဥကောင်းဖြစ်သည်ဟုတက်အပ်ဆွေးဆိုရန်ခဲရင်လာကြည့်သည်ထို့တွင်ဒီလုံးနောက်တက်တဲ့ယုံထရန်ဤဘေးပေါက်ကဲလာသည်ဟလာပြီးလျှင်ချိန်လုံးကောင်းတစုသည်ပြူထွက်လာလေ၏ထိုချိန်လုံးကောင်းကြီးများယုံတွင်သို့ကြောက်မက်ဖွယ်ရာဝဲ၍ဝဲ၍ဝင်လာပြီးလျှင် ငွေဟောက်ပပင်းထောင်တကယ်သူထောင်လိုက်ပြီးသည်အချားမဲ၌ဒေါဟုသောအတန်းသည်တုံလုံးကိုခြောက်ချလိုက်သည်ဝဲဘက်နှင့်ယာဘက်တို့ခရရင်ကလေးနေသောဦးကောင်းနှလုံးကြားရှိဒီလုံးဤမဏိတော်မှာ တတရဲသောလောဟိတရောင်ကြီးတော်သည် အထက်ဘဝတို့ပြန့်ကျင်းကမစွမ်းနိုင်ရှာသောကြောင့်အောက်အဝီစီသည်ဟူသောကစောပလင်းပေါ်သို့တဆက်ဆက်နှင့် စီစဉ်ကုမြူ၍နေသည်မှာပွဲမလန့်ဟုဆိုလျင်တောက်ခနဲတောက်ခနဲမိသန်းကို ကြားကောင်းကြားကြရပြီလိမ့်မည်။